ညာမှာဒီဖြစ်တယ်ဆိုတာပါဝါနဲ့ efficiency အခန်းမှာရှိတဲ့ source of energy စွမ်းရင်ရင့်မြစ်တဲ့အကြောင်းပဲဖြစ်ပါတယ် yang. Yeah. Sources of energy. Energy is the ability to do work or the total power derived from the natural resources we use for transportation, domestic appliance and the manufacture of all kinds of products. The energy exists in many forms and can be converted from one form to another. Energy sources can be classified as two major sources, conventional sources and non-conventional sources as shown in figure energy resources တွေကိုအကြောင်းပြောမယ်ဆိုရင်စွမ်းရည်ရင်းမြစ်တွေဟာတဘာဝရင်းမြစ်တွေရတဲ့ဆင်ရယူထားတဲ့စွမ်းအားစုစုပေါင်းဒါမှမဟုတ်အလုံးလုံးနိုင်စွမ်းရည်ဖြစ်တဲ့စွမ်းရည်တွေကိုတည်ယူပို့ဆောင်ရေးတွေအိမ်တွင်းသုံးပစ္စည်းတွေနဲ့ထောက်ကုန်ပစ္စည်းအမျိုးမျိုးထောက်လုပ်ရေးတွေမှာသုံးပါတယ်စွမ်းရည်ပုံစံအမျိုးမျိုးရှိပြီးတော့အဲ့ဒီစွမ်းရည်ပုံစံတစ်မျိုးကနေတစ်မျိုးကိုပြောင်းလဲနိုင်တယ် law of conservation of energy အရာသိခဲ့ပြီးဖြစ်ပါတယ် law of conservation of energy အရာစွမ်းအင်တည်မြဲခြင်းညမာအရာစွမ်းအင်တွေဟာဖန်နည်းလို့လည်းမရဘူးဖြက်စည်းလို့လည်းမရဘူးရှိပြီးသားစွမ်းအင်တွေဟာအသွင်တစ်မျိုးကနေတစ်မျိုးကိုပဲကုပြောင်းနိုင်စွမ်းရှိတယ်ပြောင်းလဲနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်အတိုင်းပဲစွမ်းအင်အသွင်ပုံစံအမျိုးမျိုးရှိပြီးတော့အဲ့ဒီစွမ်းအင်တွေဟာပုံစံတစ်မျိုးကနေနောက်တစ်မျိုးကို ပြောင်းလဲနိုင်ပါတယ်စွမ်းအင်ရင်းမြစ်ကိုအဓိကနှမျိုးခွဲခြားထားတယ်အစ်စ်ပြန်ပြီးတော့ရမယူနိုင်တဲ့ swain non renewable လို့ခေါ်တယ် swain နေနဲ့အစ်စ်ပြန်လဲရယူနိုင်တဲ့ swain ပင်ရင်ရင်းမြစ်ဆိုပြီးတော့နှမျိုးရှိပါတယ် non renewable energy နဲ့ renewable energy renewable ဆိုတာကတော့အစ်စ်ပြန်ပြီးတော့ရရှိနိုင်တဲ့ဟာ non renewable ဆိုတာကတော့အစ်စ်သုံးပြီးရင်အစ်စ်ပြန်ပြီးတော့ထပ်ပြီးတော့မရရှိတဲ့ swain ဆိုပြီးတော့နှမျိုးရှိပါတယ်ဆက်ကြည့်ရအောင် source of energy convention နဲ့ source နဲ့ non conventional source နဲ့အဲ့တော့ conventional source of energy ဆိုတာကတော့သူက non renewable ဖြစ်ပြီးတော့ non conventional energy source ကတော့ renewable energy ဖြစ်ပါတယ်အဲ့ဒါကိုမှားမှာဆိုရင်မင်းတို့လွယ်တဲ့မှတ်နည်းနဲ့ကိုယ့်ဘာသာကိုတွဲမှတ်လို့ရတယ်အဲ့တော့ဒီမှာက conventional source ဆိုပြီးတော့ဒီမှာက non renewable ဆိုဖြစ်နေတယ်အဲ့မှာ conventional source ဆိုပြီးတော့ renewable နဲ့တွဲ non conventional source ဆိုပြီးတော့ non renewable နဲ့တွဲလို့မရပါဘူးသူကပြောင်းပြန်တွဲရမှာဖြစ်ပါတယ် non renewable အစ်စ်ပြန်ပြီးတော့မဖြစ်နိုင်တဲ့စွန့်ရင်ရင်းမြစ်တွေစွန့်ရင်တွေဟာ conventional source လို့ခေါ်ပြီးတော့ non conventional energy sources ကတော့အစ်စ်ပြန်ဖြစ်နိုင်တဲ့ renewable energy sources တွေပဲဖြစ်ပါတယ်အဲ့တော့ non convention နဲ့မှာတော့ဒီချေအားဒီမှာဖြည့်ရေးပါမယ် non convention နဲ့က renewable ဖြစ်ပါတယ် renewable energy ဆိုးဆက်ဖြစ်ပြီးတော့ convention နဲ့ကြတော့အစ်စ်ပြန်မဖြစ်တော့ဘူး non renewable energy စွတ်စက်တွေပဲဖြစ်ပါတယ်အဲ့တော့ non renewable energy ကကြတော့ coal petroleum electricity firewood straw drying dung အဲ့တော့ conventional source လို့ခေါ်တဲ့ non renewable energy sources တွေကတော့မီးသွေးဓာတ်ဆီလျှက်စည်ထင်းကောက်ရိုးနွားခြေကြောက်တွေဖြစ်ပြီးတော့ non conventional sources လို့ခေါ်တဲ့ renewable sources တွေကတော့ solar energy လို့ခေါ်တဲ့နေရောင်ခြည်စွမ်းအင် wind energy လို့ခေါ်တဲ့လေ tidal energy လို့ခေါ်တဲ့ရေနဲ့ပတ်သက်တဲ့ဒီရနေရတဲ့ဒီရစွမ်းရင် နောက် biomass energy ဆိုတဲ့ organic ပစ္စည်း organic ပစ္စည်းဆိုတော့သစ်ပင်တွေ trace sand တွေကနေပြီးတော့ဆွေးသွားလို့ဆွေးမြေသွားလို့ရတဲ့စွမ်းအင်တွေပေါ့ biomass လို့ခေါ်တဲ့စွမ်းအင်ဖြစ်ပြီးတော့နောက် energy from urban waste ဆိုတာမြို့ပြစွန့်ပစ်ပစ္စည်းတွေကနေပြီးတော့ထုတ်တဲ့စွမ်းအင်တွေပဲဖြစ်ပါတယ်ဆက်ကြည့်ရအောင် renewable energy sources renewable energy sources are a sustainable energy sources. a renewable energy source is generated from unlimited natural sources. Renewable energy has unlimited sources ဖြစ်တယ်။ဥပမာ example sun, wind, hydropower and is always replenished and is safe to the environment. The most popular renewable energy resource currently are solar energy, wind energy, hydro energy tidal energy geothermal energy and biomass energy အဲ့တော့ပြန်လဲအစ်စ်ရယူနိုင်တဲ့ renewable energy တွေဟာဆိုရင်စွမ်းရည်ရင်းမြစ်တွေကိုတည်တံ့စေတယ်ဆက်ပြီးတော့သူက retain sustainable ဆက်ပြီးတော့ထိန်းထားနိုင်တယ်ပေါ့နော်ဆိုလိုတာကတော့ renewable energy sources တွေက unlimited ကန့်သတ်မထားတဲ့သဘာဝရင်းမြစ်တွေဖြစ်တဲ့နေလေရေစသည်တို့ကနေစ ကြတာဖြစ်တယ်အများတန်းပြန်ပြီးတော့ဖြည့်လို့ရတယ်တဘာဝပတ်ဝန်းကျင်ကို အန်ရယ်မဖြစ်ဘူးအန်ရယ်ကင်းစေတယ်နောက် popular ဖြစ်ဆုံး renewable source energy တွေကတော့လေဒီရေရေမြေကြီးထဲမှာရှိနေတဲ့အခုလက်ရှိအဲမြေကြီးထဲကနေထွက်နေတဲ့ geothermal energy ပေါ့စွမ်းအင်နဲ့တစ်ပင်တွေ trace ဆန်တွေရနေရတဲ့စွမ်းအင်တွေပဲဖြစ်ပါတယ်ဆက်ကြည့်အောင် solar energy. Sun is the primary source of energy. Sunlight is the clean, renewable source of energy. It is a sustainable resource, meaning it does not run out because sun shines almost every day with the help of photovoltaic technology. Solar energy can be used to generate electricity through solar photovoltaic cells solar radiation gets converted into DC electricity directly as shown in figure A and B. The generated electricity can either be used as it is or can be stored in the battery. solar energy နေအောင်ကြီးရရတဲ့စွမ်းအင်ရင်းမြစ်ကိုကြည့်မယ်ဆိုရင် solar စွမ်းအင်ရဲ့မူလရင်းမြစ်ကတော့သူကနေပဲဖြစ်ပါတယ်နေရဲ့အလင်းဟာတန်ရှင်းတဲ့ အစ်စ်ပြန်လဲရယူနိုင်တဲ့စွမ်းအင်တစ်မျိုးဖြစ်တဲ့နေဟာဆက်လက်ပြီးတော့ထိန်းထားနိုင်တဲ့စွမ်းအင်ရင်းမြစ်ဖြစ်တဲ့အဓိပ္ပာယ်ကတော့ကုန်ခန်းမသွားနိုင်မှုဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့နေတိုင်းနီးပါးနေဟာတောက်ပလင်းလက်နေလို့နေရဲ့အပူစွမ်းအင်တွေကိုအလင်းစွမ်းအင်တွေအပူစွမ်းအင်တွေကိုရနေတယ်လေ။အဲ့တော့နောက်ပြီးတော့နေရဲ့စွမ်းအင်ဟာသူကတဆင့်ကူညီပေးတဲ့နေရဲ့စွမ်းအင်ဟာတဆင့်ကူညီပေးတဲ့ဒီ photovoltaic နိပညာပေါ့ဖိုတိုဗိုလက်တစ်ဆဲဖိုတိုဆဲတွေပေါ့အလင်းပေါ်ကနိပညာကနေလျှက်စစ်ထုတ်ပြီးတော့ဖြန့်ဝေပေးတဲ့စနစ်တခုရှိပါတယ်ဖိုတိုဗိုလက်တစ်ဆဲဆိုတာကတော့ solar radiation တွေကနေပြီးတော့ရတဲ့အဲဒီ solar ဒီနေအောင်ကြီး solar radiation တွေရတဲ့ရတဲ့အလင်းပေါ်အားတွေကိုဒီဖိုတိုဗိုလက်တစ်ဆဲလို့ခေါ်တဲ့ solar cell solar ဓာတ်ခဲတွေကပြောင်းလဲပေးလိုက်တာဖြစ်တယ် direct current direct electricity ကိုရတယ်ဒီပုံမှာပြထားတဲ့အတိုင်းနေအောင်ကြီးကစွမ်းရင်ဒီမှာ solar ဖိုတိုဗိုလက်တစ်ဆဲတွေဟာတဆင့်ဒီမှာစုပ်ယူပြီးတော့ပြန်ပြီးတော့ electricity ကို ပြန်ထုတ်ပေးတာပဲဖြစ်ပါတယ်ပုံမှန်ပြတာလေဒီချေတော့အပြင်မှာမင်းတို့လည်းတွေ့ဖို့မှာပါအိမ်ခေါင်မိုးတွေပေါ်မှာဆိုလာပြားတွေဆိုလာပြားတွေအသုံးပြုပြီးတော့နေအောင်ကြီးရဲ့စွမ်းအင်ကိုစုပ်ပြီးတော့မှသူကဒီဆိုလာတွေနဲ့ထိန်းထားပြီးတော့ဖိုတိုဗိုလက်တစ်ဆဲတွေဟာတဆင့် electricity ကိုပြန်ပြီးတော့ပြောင်းပေးနိုင်တာဖြစ်ပါတယ်။အော် ထုတ်ယူရရှိတဲ့လျှက်စစ်ကိုလည်းဓာတ်ရအသုံးပြုနိုင်သလိုဘက်ထရီတွေထဲမှာလည်းပိုရှမ်းနေတဲ့ ဒီ electricity တွေကို battery ထဲမှာလည်းသိုလောင်ထားနိုင်ပါတယ်ဒီစွမ်းအင်တွေကိုဒီ solar cell က photovoltaic cell ကရတဲ့အားတွေကို battery ထဲမှာလည်းသိုလောင်ထားနိုင်တယ်ဓာတ်ရိုက်လည်းအသုံးပြုလိုက်တယ်လို့ဆိုလိုခြင်းပဲဖြစ်ပါတယ် wind energy wind is the natural movement of air across the land or sea the wind one used to turn the blade of windmill turn the shaft to which they are attached this movement or shed of the generator produce electricity as shown in figure ဒီပုံမှာပြထားတဲ့အတိုင်းဒါလေရဲ့စွမ်းအင်ကိုအသုံးပြုပြီးတော့ electricity ထုတ်ခြင်းပဲဖြစ်ပါတယ် generator တွေကိုလက်ပတ်စေတဲ့ generator တွေကိုလက်ပတ်စေပြီးတော့ electricity ထုတ်ယူခြင်းပဲဖြစ်ပါတယ်အဲ့တော့မြေပြင်နဲ့ပင်လယ်ကို ဖြတ်ပြီးတော့တိုက်လာတဲ့သဘာဝလေတွေကို wind လို့ဒါတဘာဝလေတွေရရတဲ့စွိုင်းအင်ကို wind energy လို့ခေါ်တာအဲ့တော့လေစွိုင်းအင်ကိုလေရဟတ်တွေရဲ့ဓာသွားတွေအရွက်ပြားတွေလေပတ်အရှင်းအပြင်းရနိုင်တယ်လေရဟတ်တွေမှာတက်ထားတဲ့ဓာသွားလို့အရွက်ပြားတွေကိုတွေ့ဆက်ထားတယ်ဒီမှာလေရဟတ်တွေဒီလိုမျိုးတွေ့ဆက်ထားတာပေါ့ဒလက်တွေပန်ကာဒလက်လိုမျိုးအရွက်ပြားတွေနဲ့ဝင်ရိုးတစ်ခုနဲ့ဒီလိုအလက်ပြားတွေကိုဓာသွားပြားလို့ဒီလေရဟတ်ဆက်တွေမှာတက်ထားတယ်ဆက်ထားတယ်လေတိုက်တဲ့အခါမှာလေရဟတ်ဆက်တွေဟာဝင်ရိုးရွေးရှားခြင်းအပြင်း လေရဟတ်တီစက်တွေရဲ့ဝင်ရိုးတိုင်ရွေးချားခြင်းအပြင်လေရဲ့စွမ်းအင်ကိုရရှိပြီးတော့လျှက်စစ်ကိုထုတ်ပေးခြင်းပဲဖြစ်ပါတယ်ဒီပုံမှာပြထားတဲ့အတိုင်းအခုပြောတဲ့ဒီချက်ပြောတဲ့ energy တွေကိုစွမ်းအင် energy တွေ resource တွေကိုသိခြင်း renewable energy non renewable energy အဲ့နှမျိုးစလုံးရောအဲ့နှမျိုးစလုံးမှာပါတဲ့ content တွေမှာပါတဲ့ energy တွေမျိုးစုံပေါ့เนาะ wind energy solar energy စသဖြင့် နျူကလ িয়ার အင်နာဂျီစတာတွေကို Google မှာ find out လုပ်ပြီးတော့ဒီလိုမျိုးတချို့ application လောက်တာတွေအသုံးချတာတွေဘလို့ရတာလဲဘလို့အသုံးချတာလဲစက်တရဘလို့လက်ပတ်တာလဲကိုကြည်ကြည်ပြတ်ပြတ်နဲ့ Google မှာ find out လုပ်ပြီးတော့ note တက်လုပ်ပြီးတော့လေ့လာလို့ရပါတယ်မှတ်သားလို့ရပါတယ်ဆက်ကြည့်ရအောင် hydro energy the tides in the sea the flowing water in rivers or from the dams are source of hydro energy hydro energy uses flowing water to power machinery and generate electricity as shown in figure for example grain grindy machinery on farms and hydroelectric energy plant to power city အဲ့တော့ရေအားသုံးဆိုင်းရင်ပေါ့เนาะပင်လယ် ပင်လေပင်လေရေတွေနောက်ဒီရေတွေစီးစင်းနေတဲ့မြစ်ရေဒါမှမဟုတ်ဆယ်ရေထဲမှာရှိနေတဲ့ရေတွေအားဆိုရင်ရေအားသုံးစွမ်းရင်ရင်းပစ်တွေပဲဖြစ်ပါတယ်အဲ့တော့ hydro energy ကစီးနေတဲ့ရေကို သုံးပြီးတော့စက်ကရိယာရဲ့ power ကို increase ဖြစ်စေတယ် power ကိုစီးနေတဲ့ရေကနေပြီးတော့စက်ကရိယာရဲ့ power ကိုတိုးစေတယ်လျှက်စစ်ကိုထုတ်ပေးနိုင်တယ်ဥပမာအားဖြင့်ရာတော်ထဲမှာသုံးတဲ့အစိတ်အမှုန်တွေကျိတ်တဲ့ဆက်တွေပေါ့အဲ့ဒီဆက်တွေတို့နောက်ရေအားသုံးလျှက်စစ် ပါဝါပလန့်နဲ့ပါဝါပလန့်စီမံကိန်းမျိုးတော်တွေကိုတည်ဆောက်နိုင်တယ်ရေအားသုံးမျက်စစ်ပါဝါပလန့်နဲ့စီမံကိန်းမျိုးတော်တွေကိုရေအားကို သုံးပြီးတော့တည်ဆောက်နိုင်တယ်ကျတို့ဒီမြန်မာနိုင်ငံမှာထုတ်လွှင့်နေတဲ့လော်ဘီတာရေအားလက်စစ်စီမံကိန်းလုံးဟာမျိုးကဒါဟိုက်ဒရိုအင်နဂျီကိုသုံးထားတာပေါ့နော်ဘလူးကျောင်းကစီးလာတဲ့ရေကိုဆယ်ထဲမှာခါတဲ့လှောင်ပြီးတော့မှပြီးမှဒီဟိုက်ဒရိုအင်နဂျီအဖြစ်သုံးပြီးတော့ကက်စစ်စွိုင်းကိုထုတ်လုပ်ပေးတာပဲဖြစ်ပါတယ်ဆက်ကြည့်ရအောင်တိုက်တဲ့ energy ဒီရေစွမ်းအင်ကိုဆက်ကြည့်အောင် Tidal Energy is another form of hydro energy that uses tidal current twice daily to derive turbine generator in figure although tidal flow unlike some other hydro energy source is not constant it is highly အဲ့တော့ဒီရေသုံးစွမ်းအင်ကလည်းဒီအားသုံးစွမ်းအင်ရင်းမြစ်ပုံစံတစ်ခုပဲဖြစ်ပါတယ်ဒီရေအတက်အကျတနေ့မှာနှစ်ကြိမ်ဖြစ်တာကိုသုံးပြီးတော့တာပိုင်တွေကိုလေပတ်စေတယ်တာပိုင်ဆိုတာကတော့ တာပိုင်လို့ခေါ်တဲ့ရေလေရင်နှွေးငွေတမျိုးမျိုးရဲ့စီစင်းလက်ပတ်အားကိုဒီစီစင်းစီစင်းနာကိုလဲအားဖြစ်ပြောင်းစေဖို့အတွက်ပြုလုပ်ထားတဲ့ရဟတ်ဘင်းပေါ့တာပိုင်ဆိုတာအဲ့လိုရဟတ်ဘီးကရေအားကြောင့်လက်ပတ်လာပြီးတော့နှက်စစ်ထုတ်ပေးတဲ့စက်တစ်ခုပဲဖြစ်ပါတယ်ဒီစီးကြောင်းဟာတခြားရေအားသုံးစွမ်းရည်ရင်းမြစ်တွေနဲ့မတူတဲ့အချက်ရှိပါတယ်တိုက်တယ်ဟာသူကဒီဒီအားကွန်စတန့်ဖြစ်မနေဘူး ီရီတက်ချင်းကြခြင်းဟာတနည်းမှာနှစ်ကြိမ်ရှိနေတယ်ဒီရီတက်ချင်းကြခြင်းရှိနေတဲ့အတွက်အမြင့်ဆုံးကိုကြိုတင်ခံမန်းနိုင်တယ်ဒီရီတက်ချင်းကြရင်ဘလို့ဆက်အားလဲပတ်တာကိုသုံးမယ်ကြချင်းကြရင်ဘလို့ဆိုတာကိုကြိုတင်ပြီးတော့အမြင့်ဆုံးကိုကြိုတင်ပြီးတော့ခံမန်းပြီးတော့သုံးလို့ရပါတယ်နောက် geothermal energy ဘူမိသုံးစွမ်းအင်ဘူမိစွမ်းအင်ပေါ့ဘူမိစွမ်းအင်ဆိုတာကတော့ geothermal လို့ပြောရတဲ့ဘူမိစွမ်းအင်တကယ်တော့ပိုပြီးနားလဲရအောင်ပြောမယ်ဆိုရင်တော့ ဒီမြေကြီးထဲကနေပြီးတော့ထွက်တဲ့အပူကိုသုံးတယ်မြေကြီးထဲကထွက်လာတဲ့အပူကိုသုံးရတဲ့စွမ်းအင်မျိုးကိုပြောတာပါ geothermal energy อ่ะ geothermal literally means heat generated by earth geothermal energy is heat stored on the earth crust and being used for electric generation in figure and also for direct heat application geothermal energy harness the earth's underground hot water and steam for heat and electricity geothermal energy is more readily available in areas affected by volcanism အဲ့ဘူမိသုံးဆွဲရင်ဆိုတာကတော့ geothermal ဆိုတဲ့စာသားအတိုင်းပဲအတိတ်ပဲကတော့မြေကြီးထဲကထွက်တဲ့အပူဆွမ်းရင်လို့ပြောခြင်းဖြစ်ပါတယ် အပ်ရဲ့အပေါ်ရန်မြေလွာပေါ့ဘောမီကြီးရဲ့အပေါ်ရန်မြေလွာဖြစ်တဲ့ crust ထဲမှာတူလောင်ထားတဲ့အပူစွမ်းရည်တွေကိုသုံးပြီးတော့လျက်စစ်ထုတ်နိုင်တယ်အပူကိုဓာတ်ရိုက်သုံးပြီးတော့လျက်စစ်ထုတ်နိုင်တာကိုပြောတာပေါ့နော်အဲ့တော့ဘူမီစွမ်းရည်ဟာမြေအောက်မှာရှိနေတဲ့ရေပူတွေနဲ့ရင်နွေးငွေတွေကိုထိမ့်ချုပ်အသုံးချပြီးတော့အပူနဲ့လျက်စစ်ထုတ်ရန်အတွက်သုံးခြင်းဖြစ်ပါတယ်။နောက်မီးတောင်ပောက်ကွဲခြင်းရဲ့အကျိုးသက်ရောက်မှုရှိတဲ့နေရာမှာဘူမီစွမ်းရင်ပိုးပြီးတော့အသုံးပြုလို့ရပါတယ်။ရနိုင်ပါတယ်။ are biomass energy. Biomass is plant or animal material used as fuel to produce electricity or heat in figure. The agricultural waste, wood, charcoal or dry dents are used as biomass. Biomass can also be converted into other forms of energy such as methane gas, ethanol and biodiesel. Biomass energy solar or ူကဒီပင်နေတရိษံတွေရရတဲ့ပစ္စည်းတွေပဲစွန့်ရင်ပဲဖြစ်ပါတယ်ဆိုတော့ထင်းတို့ နွားချေးကြောက်တို့ဆိုတဲ့ပစ္စည်းတွေကသစ်ပင်နဲ့တိရစ္ဆာန်တွေရတဲ့ biomass ပေါ့ organic ပစ္စည်းတွေပေါ့เนาะအဲ့ဒါတွေပဲဖြစ်တယ်အဲ့ဒါတွေကိုနွားချေးကြောက်တွေထင်းတွေကိုအသုံးချပြီးတော့လောင်စာအဖြစ်အသုံးချပြီးတော့အပူစွမ်းရင်ဒါမှမဟုတ်လျှက်စစ်စွမ်းရင်ကိုထုတ်နိုင်တယ်စိုက်ပျိုးရေးဆိုင်ရာစွန့်ပစ်ပစ္စည်းတွေထင်းတွေကြောင်မီးသွေးတွေနွားချေးကြောက်တွေကို biomass အဖြစ်သုံးခြင်းဖြစ်ပါတယ် biomass တွေဟာတခြားစွမ်းအင်တွေပုံစံတွေဖြစ်တဲ့မီသိန်းဓာတ်ငွေ့မက်သနောနဲ့ ဘိုင်ယိုဒီဇယ်ဘိုင်ယိုဒီဇယ်ဆိုတာကတော့ချစ်စုစေးကထုတ်တဲ့ဒီဇယ်ကြီးပေါ့နော်ဘိုင်ယိုဒီဇယ်အဖြစ်ပြောင်းလဲပေးပါတယ်ဒါကြောင့်မလို့ဘိုင်ယိုမတ်ကလည်း renewable resource မှာပါပါတယ်နော်တော့ role of renewable energy the four major role of renewable energy are electricity generation air and water heating or cooling fuel for transportation and rural energy service off grid the benefit of using renewable energy instead of fossil fuel are free source sustainable and emit zero or minimal amount of greenhouse gas renewable energy ရဲ့အဓိကကြတဲ့အခန်းကဏ္ဍဘေးကူရှိပါတယ်။ဘာတွေလဲဆိုရင်ပြည့်စစ်ထုတ်လုပ်ခြင်း၊ရေလေပူခြင်းအေးခြင်းနောက်တစ်ခါဓာတ်အားလိုက်ကြီးတည်ယူပို့ဆောင်ရေးအတွက်လောင်စာတွေထုတ်လုပ်တာတွေနောက်ခြေလက်ဒေသတွေမှာရှိတဲ့ပင်မ လျက်စစ်ဓာတ်အားလိုင်းရမဟုတ်ဘဲနဲ့လျက်စစ်စွမ်းရင်ပေးခြင်းတွေပဲဖြစ်ပါတယ်။ fossil fuel တွေအစား4ခု6ခုလို့ကြောင်မီးသီးတို့မီးသီးတို့ဖြစ်တဲ့ fossil fuel ကိုသုံးမဲ့အစား renewable energy တွေကိုသုံးကြည့်ရဲ့အကျိုးကျေးဇူးတွေရတော့ပတ်သက်မပေးဘဲနဲ့အလကားရတဲ့ free ရတဲ့တာရှည်ထိန်းထားနိုင်တဲ့ဖန်လောင်ရေးအာနိသင်ရှိတဲ့ gas တွေရဲ့ go လုံးဝမထွက်အောင်ဒါမှမဟုတ်ရင်နည်းအောင်ပြုလုပ်ပေးနိုင်ခြင်းပဲဖြစ်တယ်။အဲ့တော့ဖန်လောင်အိမ်ထဲမှာအသီးရွက်တွေကိုစိုက်တဲ့ greenhouse effect ဆိုတာဖန်လွင်ထဲမှာအသီးရွက်တွေစိုက်တဲ့နေရောင်ဟာဖန်လွင်ကို ဖြတ်ပြီးတော့သူကဖန်လွင်ထဲကိုဖြတ်ပြီးတော့ဖန်လွင်ထဲကိုဝင်တဲ့နေရောင်သုံးပြီးတော့ဖန်လွင်ထဲဝင်လာတဲ့နေရောင်သုံးပြီးအပင်တွေကြီးထွားတယ် greenhouse effect မှာဆိုရင်အပင်တွေရဲ့ respiration process အတွက်အပင်တွေကအောက်ဆီဂျင်ကိုဆုပ်ယူပြီးတော့ကာဗွန်ဒိုင်အောက်ဆိုက်ကိုအဓိက ပြန်ပြီးတော့ထုတ်ရပါတယ်။ဒါကြောင့်ဖန်လွင်ထဲမှာ ာဝန်ထမ်းအောက်ဆိုင်တွေကအဲ့ဒီဖန်လုံအိမ်ကိုမဖြတ်နိုင်မဲနဲ့ဖန်လုံအိမ်ထဲမှာစုနေတဲ့အတွက်ဖန်လုံအိမ်ထဲကအပူစွမ်းအင်ကိုအပြင်ကိုမထွက်အောင်ကာပေးထားလို့အဲ့ဒီဖန်လုံအိမ်ကိုနှွေးနေစေပါတယ်အဲ့လိုပဲကဘာပေါ်မှာဖန်လုံရဲ့အာနိသင်နမူနာထားပြီးပြောတာကတော့ဖန်လုံသေးရဲ့အာနိသင်လိုပဲကျေတော့ခုကဘာပေါ်မှာဆိုရင်စက်ယုံတွေကအရင်များလာတယ်ကားတွေလည်းအရင်များလာတယ်အဲ့ဒီကထွက်တဲ့ကာဗွန်ဒိုင်အောက်ဆိုက်တွေမီးတောင်ပေါက်ကွဲလို့ စ်တောတွေမီးလောင်လို့ထွက်လာတဲ့ကာဗွန်ဒိုင်အောက်ဆိုက်တွေနဲ့တခြားဓာတ်ငွေတွေဟာကမ္ဘာလေထုထဲမှာရှိနေတဲ့အတွက်ကမ္ဘာထဲကနေထွက်လာတဲ့အပူဆွမ်းအင်တွေကိုအပေါ်လေထုထဲကိုမထွက်အောင်လို့ကာကွယ်ပေးတယ်အပေါ်လေထုထဲကိုမထွက်အောင်လို့ကာကွယ်ပေးတယ်နေလို့ကမ္ဘာဟာတစ်နှစ်တည်းတစ်နှစ်အဲ့ဒီစက်ရုံတွေကကားတွေကထွက်လာတဲ့ဓာတ်ငွေတွေအပူဓာတ်တွေနဲ့ကမ္ဘာဟာတစ်နှစ်တည်းတစ်နှစ်ပူပူပြီးတော့ပူနွေးလာပြီးတော့ greenhouse effect ကိုရရှိနေတာပဲဖြစ်ပါတယ် non renewable energy sources non renewable energy sources ဆိုတာကတော့အသစ်ပြန်မဖြစ်တဲ့အသစ်ပြန်လုပ်လို့မရတဲ့စွမ်းရည်ရင်းမြစ်တွေပဲဖြစ်ပါတယ် non renewable energy come from sources that were run out or will not be replenished for thousands or even millions of year they are finite amount in existence four main types of non renewable energy sources are oil natural gas coal and nuclear energy in the figure why natural gas and coal are collectively called fossil fuel. Fossil fuel were formed within the earth from dead plant and animal over millions of years. Then renewable energy can be used for electricity, heating, manufacturing and transportation. အဲ့တော့ then renewable energy sources ဆိုတာတော့ ဟောအစ်စ်ပြန်လဲမဖြစ်တဲ့စွမ်းအင်ရင်းမြစ်တွေပဲဖြစ်ပါတယ်အဲ့တော့နန်းညီတွေပဲ energy တွေဟာဆိုရင်ဘလို့ရင်းမြစ်တွေရလာတာလဲဆိုတော့ဟောနှစ်ထောင်ပေါင်းများစွာက နေပြီးတော့ဖြစ်တည်လာတဲ့အဲရင်းမြစ်တွေ source တွေဖြစ်တယ်အဲ့ဒါတွေဟာဘလို့ရင်းမြစ်တွေလဲဘလို့ရင်းမြစ်တွေလဲဆိုရင်သူတို့ဟာတုံးပြီလို့ရှိရင်ပြန်ဖြစ်လို့မရဘူးတုံးပြီးရင်ကုန်သွားတဲ့ဟာမျိုးသူတို့ဟာပမာဏတိတိကျကျရှိရတယ်ပမာဏတိကျတဲ့တိရှိခြင်းမျိုးတွေရှိနေပါတယ်အဲ့တော့ four main types of non renewable energy non renewable energy လေးမျိုးအဓိကလေးခုရှိပါတယ်အဲ့ဒါတွေကတော့ C သဘာဝတန်းငွေမီးသွေးနဲ့ nuclear စွမ်းအင်တွေပဲဖြစ်ပါတယ် non renewable energy တွေကိုလျှက်စစ်အပူပေးခြင်းနောက်ဒီထုတ်လုပ်ရေးလုပ်ငန်းတွေဆက်သွယ်ရေးလုပ်ငန်းတွေမှာ သုံးနိုင်ပါတယ်အဲ့တော့ဒီမှာ for sign fuel ဆိုတာရုပ်ကျင်းလောင်စာပါရုပ်ကျင်းလောင်စာတွေကတော့ဘာတွေလဲဆိုရင်သူက C တို့တဘာဝတန်းငွေတို့ ကြောင်မီးသွေးတို့ကနေရရှိတဲ့ဖြူရတွေကပေါ်ဆိုင်ဖြူရဲ့ရုပ်ကျင်းလောင်သာလို့ခေါ်ခြင်းပဲဖြစ်ပါတယ်။ဟော nuclear energy nuclear energy ဆိုတော့ nuclear စွမ်းအင်ဖြစ်ပါတယ်။ nuclear energy is produced by using element like uranium and thorium which cannot be replenished. nuclear energy can be used to generate electricity by means of nuclear fission as shown in figure 3.1. ANB in a nuclear reactor and nuclear fuel is used to carry out sustained fission chain reaction to produce electricity at a control rate uh, nuclear ဆိုရင်ဆိုတာတော့ပြန်ပြီးတော့ဖြည့်လို့မရဘူးတုံးပြီးလို့ရှိရင်ပြန်ပြီးဖြည့်လို့မရတယ်ဆွရင်ထဲမှာပါပါတယ်အဲ့တော့တုံးမီပြန်ဖြစ်လို့မရတာတွေကဘာတွေလဲ။အော်ရူရီနီယံတက်တူတွေ၊သိုရီယံတက်တူတွေဖြစ်တယ်။သူတို့တွေကတုံးပြီးရင်ပြန်ဖြစ်လို့မရပါဘူး။အဲ့တော့ ဒီယူရေနီယံတက်တူတွေယူရေနီယံနဲ့တိုရီယံတွေကိုတုံးပြီးတော့နျူကလ িয়ার ဆိုရင် ထုတ်လို့ရပါတယ်။ဟောပုံမှန်ပြထားတဲ့အတိုင်းနျူကလ িয়ার တွေနျူကလ িয়াস တွေဒီအက်တမ်တွေထဲမှာရှိတဲ့အလယ်မှာရှိတဲ့အက်တမ်ရဲ့အလယ်မှာရှိတဲ့နျူကလ িয়াস က ဖစ်ရှင်ဖြစ်တယ်ကွဲထွက်ခြင်းကနေပြီးတော့နျူကလ িয়ার ဆိုတဲ့စွမ်းရင်ဖြစ်ပေါ်လာပြီးတော့အဲ့ဒီစွမ်းရင်ကိုကျက်စစ်ထုတ်လုပ်ခြင်းတွေမှာသုံးနိုင်တယ်နျူကလ িয়ার ဓာတ်ပေါင်းပိုတွေမှာလည်းနျူကလ িয়ার လောင်စာကို သုံးမှာလောင်စာအဖြစ်သုံးတယ်အဲ့တော့အဲ့ဒီလောင်စာတွေဟာဇက်တိုက်ဖြစ်နေတဲ့နျူကလ িয়ার ဖစ်ရှင်နျူကလ িয়ার ဖစ်ရှင်ပေါ့ဇက်တိုက်ဖြစ်နေတဲ့နျူကလ িয়ার ကွဲခြင်းအပြင်ဂွင်းဆက် ကွင်းဆက်တုံ့ပြန်မှုကို ဖြစ်ပေါ်ပြီးတော့လက်စစ်ကို control rate တစ်ခုနဲ့ထုတ်ပေးပါတယ် electricity ကိုတော့သူကထိမ့်ချုပ်ထားတဲ့နှုံးတစ်ခု control rate တစ်ခုနဲ့ထုတ်ပေးခြင်းပဲဖြစ်ပါတယ်ဒီနေ့တစ်ချက်တမက်တင်ကန်းစာလေးကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်